အဒီနေ့ project လေးကတော့ 3D printing နဲ့ electronic parts တွေဖြစ်တဲ့ electronic motor ပေါင်းစပ်ပြီးတော့ပြုလုပ်ထားတဲ့ hybrid project လေးတစ်ခုဖြစ်ပါတယ်ဒီ project လေးကတော်တော်လေးလည်းကြည့်ရတာလောက်ရတာပြောဖို့ကောင်းပါတယ်အခုဆင်ထားတဲ့ frame လေးကတော့ motor က wireless မဟုတ်ဘဲနဲ့ကျိုးနဲ့ version ကိုပဲရွေးထားပါတယ် wireless version ဆိုရင်တော့ဒီထဲမှာ battery ထည့်ပြီးတော့သုံးရမှာဖြစ်ပါတယ်အဲဒီလို wireless version နဲ့ ခု wire version နဲ့မှာတော့ဈေးထုတ်လုပ်မှုကုန်ကျစရိတ်ကတော်တော်ကြီးကွာတာဖြစ်တဲ့အတွက်အခုကျွန်တော်လုံးလုံးစေတော့ wire version ကိုပဲရွေးချယ်ပြီးတော့ပြုလုပ်ထားပါတယ်။ motor အဖုံးကတော့ screw နဲ့ပဲ 2.5mm screw နဲ့ကျပါမယ်။ ခုဒီဇိုင်းမှာတော့အယုတ်တစ်ခုလုံးကတဲ့လိုမျိုး animation လေးဖြစ်အောင်လုပ်ပေးတယ် moving bus ကတော့အခုအယုတ်ရဲ့ central part ဖြစ်တဲ့ motor ရဲ့ chef နေရာဖြစ်ပါတယ်ဒီနေရာကိုဒီလိုမောင်းနေပြီးတော့မှနှလုံးပုံစံလေးနဲ့အုပ်ပြီးတော့မှအယုတ်တစ်ခုလုံးကိုအသက်ဝင်အောင်ဖန်တီးထားတာဖြစ်ပါတယ်အပြီးရင်တော့ခြေထောက်တွေနဲ့လက်တွေကိုဆက်ပါမယ်ဆက်ပြီးတော့ဒီခုန chef နေရာနဲ့လှုပ်တော့အောင်တစ်ခုချင်းစီကိုပြန်ပြီးတော့ဆက်ပါမယ် အားလုံးဆင်ပြီးသွားရင်တော့ပုတ်တိုင်းမှုအဓိကဖြစ်ပြီးတော့ယုံကြွမဲ့နေရာတွေကို အခုလိုချောစီလူပရိကန်အနေနဲ့တခုချင်းစိတ်ချလက်ရှိအဲလုပ်ပြရမှာဖြစ်ပါတယ်။ first time ကတော့တစ်ခေါက်တော့လုပ်ပြီးပြင်ရပါပြီ။အဲဒီလိုမျိုးလုပ်ချင်းအပြင်တော့ဒီ mechanical part တွေကပုတ်တိုင်းမှုနေပြီးတော့ movement က smooth ဖြစ်နေမှာဖြစ်ပါတယ်။